နောက်ကနေ့နိုဝင်ဘာလ16ရက်ဒီနေ့တနင်္ဂနွေနေ့အတွက် numerology ဂဏန်းပေရင်းရဆိုရင်ခုနှစ်သားမိနေအတွက်ကခန္ဓာရအကုန်ကိုခွင့်ပေးပေးနေမယ်။ရည်ဝဲထားတဲ့ကိစ္စတွေအောင်မြင်မယ်။အယောင်ပန်းတာဝယ်ပန်းတာမယ်။အယောင်ဝယ်ကိစ္စအပြောင်းလဲကိစ္စတွေအတွက်အောင်မြင်မယ်။အလုပ်အတွက်မထင်မှတ်ထားတဲ့သတင်းကောင်းကြားတဲ့ယာတုဝင်ငွေတို့မယ်။အလုပ်မရသေးတဲ့သူတွေအတွက်အလုပ်ရဖို့ခွင့်ပေးပေါ်လာပါလိမ့်မယ်။ဒီလိုနည်းမျိုးမှာခုနှစ်သားမိအလုံးကံထူးကောင်းဖို့လို့အတွက်ဆိုရင်တော့မနေ့စောစော မျက်နှာတည်တဲ့အခါမှာမျက်နှာတည်တဲ့အခါမှာဘုဒ္ဓဘုဒ္ဓဘုဒ္ဓဆိုတဲ့ဂုဏ်တော်ကိုပွားထုံပြီးတော့မျက်နှာသိချင်းအဖြစ်တဏိတာလုံးကန္တရာအခွေကောင်းလေးရပါလိမ့်မယ်ဒီနေ့မှာပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေ American Basic မီပညာသင်ကြားနိုင်ဖို့လို့အတွက်ကတော့မနေ့စောစောမျက်စွာဖျားရှင်ကိုအစိမ်းအောင်ဖျောင်းနိုင်တဲ့မိထုံပြီးတော့ဒီနေ့ကျောင်းသွားပါခင်ဗျာဒီနေ့မှာမိရှုတန့်စဉ်ဖွားမြင်ကြတဲ့ရင်သွေးရတနာကြီးအတွက်ကတော့မဟာဘုဗေဒနိယတနင်္ဂနွေရန်ရစား ရတနင်္ဂနွေဘင်္ဂဘွားဇာတာရှင်တွေဖြစ်ကြပါတယ်ဘင်္ဂလူရဲ့သဘောတရားရငယ်စဉ်မှခက်ခဲပြီးကြီးပွားချမ်းသာမဲ့လူများဖြစ်ပါတယ်ဒီနေ့ကြောက်တဲ့မွေးနေ့ရှင်တွေအတွက်ကုသိုလ်ရရားကတော့မွေးနေ့ရှင်တွေအားလုံးကံထူးကောင်းဖို့လို့အတွက်တိလရှင်ဆရာလေးတစ်ပါးပါကိုကောင်းခြင်းဆံအဖြူတပြီးလှူဒန်းလိုက်ပါခင်ဗျာဒီနေ့အကျိုးပေးဆုံးမကဏ္ဍကတော့နှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပြီးတော့မိတ်ဆွေများငွေကံကောင်းဖို့အတွက်ဆိုရင်တော့ခိုရီငှက်တွေအတောင်မှပါတဲ့သတ္တဝါတွေကိုအစာဒါနလုပ်ပါ ဈေးရောင်းကောင်းမှုတက်ကတော့မိမိဆိုင်ရှိမျက်နှာသားကိုမျက်နှာမူပြီးတော့စံစည်းလေးတွေအနေငယ်ချဲလိုက်ုံနဲ့ဒီနေ့အပရိသတ်စီကားပြီးရောင်းမှန်းသာဝယ်ပန်းလှပါနေမယ်ခင်ဗျာအမှုအခင်းကြုံနေရသူတွေရှိရဆိုရင်တော့အမှုကြုံနေရသူရဲ့အမိကိုတော်တိုက်စေမှုမှရေးပြီးတိနာရှင်ဆရာလေးကိုလှူဒါန်းလိုက်ပါခင်ဗျာကျမ်းမာရေးညံ့နေရသူတွေရှိရဆိုတော့ကျမ်းမာရေးညံ့သူတွေဓာတ်စာဖြစ်နေဒီဝန်င်းမျိုးမှာမြင်းခွာရွက်တုပ်အနေငယ်စားပြီးဆွလုံးလိုက်ပါအိမ်တော်ကြီးမေတ္တာရဲ့အခြေအစဉ်ပြေဖို့အတွက်ကတော့မနက်စောစောမှာ ကိုကကိုလာအချွေမြတ်စွာဘုရားရှင်ကိုကတ်တူလိုက်ကြပါခင်ဗျာ။